ကြောက်တမ်းမျိုးနဲ့မဲဆန္ဒနယ်မှာပြည်သူ့လွှတ်တော်နေရာမှာဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဒေါ်အေးပြမြမျိုးကိုတော့ပြည်အောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီမှဝင်ရောက်ရှင်ပြိုင်တဲ့ပြည်အောင်စုဝင်ကြီးဦးအောင်မြင့်ရဲ့ကိုယ်စားလှယ်တူဦးမှတရားစွပ်ဆိုခဲ့တာဖြစ်ပါတယ်။ဒီလိုတရားစွပ်ဆိုတာနဲ့ပတ်သက်ပြီးဒီကနေ့ဒီဇင်ဘာလ14ရက်နေ့မှာတော့ရုံထုတ်ခဲ့ပါတယ်။ဒီနေ့ရုံထုတ်မှုမှာတော့တရားလိုဖြစ်တိုင်ကြားခဲ့တဲ့ဥမျိုးချစ်ကိုရုံထုတ်ပြီးတော့တရားရုံမှာစစ်စစ်မြင်းမြန်းလာနေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာပြည်အောင်စုဝင်ကြီးဦးအောင်မြင့်ရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်က အနာရ NLD ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်အေးမြမြမျိုးနဲ့အဖွဲ့ကိုပြစ်မှုပုံမှ341မတရားတားဆီးမှုနဲ့တရားစွဲဆိုထားတဲ့အမှုကိုကြောက်တမ်းမြို့နယ်တရားရုံးမှာဒီဇင်ဘာ14ရက်ကစတင်စစ်ဆေးခဲ့ပါတယ်။ဒီနေ့မှာတော့ကြောက်တမ်းမြို့နယ်အနာရ NLD ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်အေးမြမြမျိုးနဲ့အဖွဲ့အပါအဝင်ကြောက်တမ်းမြို့နယ်တဲကမဲယုံဆောင်ဆရာဆရာမတွေကော်မရှင်အဖွဲ့ဝင်တွေကိုပြည်အောင်စုဝင်ကြီးဦးအောင်မြင့်ရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်ဦးမျိုးချစ်တဦးရဲကအမှုဖွင့်ထားတဲ့ဖြစ်စဉ်ဆက်ရှိမှုအထိရှိနေပြီး အဲ့ဒီအမှုတွေအနက်16မှုကိုဒီနေ့ရုံးချိန်မှာစစ်ဆေးခဲ့ပါတယ်ဒီဇင်ဘာ14ရက်နေ့ရုံးချင်းနဲ့ပတ်သက်ပြီးဒေါ်အေးမြမြမျိုးကအခုလိုပြောပါရယ်ရဲမှာကြတော့တိုင်တိုင်ထားတာကကျမပိတ်ဆို့လို့တိုင်ထားတာဒီမှာတရားရုံးမှာထွက်တဲ့ခါကြတော့လွတ်ထွက်သွားတယ်လို့ပြောရယ်တကယ်ကလမ်းရှင်းပေးတာကလည်းကျမတို့ဥက္ကဋ္ဌကိုယ်တိုင်ကလည်းအဲ့လမ်းကျောကိုရှင်းပေးခဲ့တာ နော်လမ်းကြောရှင်းပေးရတယ်ကျွန်တော်တို့ဘက်မှာရှင်းခဲ့တာရှိတယ်ပေါ့နော်အဲ့တော့သူရဲ့အဓိကထွက်ချက်ကတရားရုံးမှာတစ်မျိုးရဲစခန်းမှာတစ်မျိုးဖြစ်တယ်ပေါ့နော်ဒီထွက်ချက်မှာတော့ကွဲလဲနေတာတွေ့ရတယ်အခု तू ကပြောတာကတော့ရဲထွက်တာအမှန်လို့ပြောတယ်ပေါ့ဒါဆိုတော့ဒီမှာနှစ်မျိုးကျွန်တော်တို့ပထမဆုံးချိန်တည်းရလို့ကျွန်မမြင်ဘူးလားပဲကျွန်တော်တခါမှမြင်မှုခဲ့ခြင်းမရှိဘူးအဲ့ဒီသူတို့ဆွဆွဲတဲ့နေရလဲကျွန်မဘာမှမတွေ့ခဲ့သူတို့ရဲ့လမ်းကားလည်းမတွေ့ခဲ့ဝင်ကြီးဦးအောင်မြင့်ရဲ့စီအောင်ရခီရှိတာလဲကျွန်မသိဘူးမသိခဲ့ဘူးကျွန်မတို့ဖွဲ့တဲ့တော်များများဘယ်သူမှမသိကြဘူး နော်အဲ့တော့အခုကြတော့ဒီတိုင်တဲ့ခါမှသာဒီဦးနာမည်ကြားဘူးတာပေါ့ဒါပထမအစ်မပထမအဆုံးတင်ပြင်ဘူးတာအဲ့တော့တိုင်ချက်နှစ်ခုတောင်ထွက်ချက်နှစ်ခုတောင်မှလွဲနေပြီးတော့လွဲနေသေးတာပဲကျွန်မတို့ဘာမှလည်းမလုပ်ခဲ့တာလေကျွန်တော်တို့ပြည်သူတွေလည်းအကုန်သိတယ်ကျွန်မလည်းလည်းဒါတစ်ချိန်လုံးပြောခဲ့ပြီးသားပြီဒီအမှုကိုဒီဟာကဒါတိုင်တန်းတာကလေးကကိုကိုကျွန်မကိုယ်စလဲဖြစ်လို့ကျွန်မနိုင်သွားလို့ဟိုပြဿနာရှာပြီးတော့တိုင်နာလားဆိုတာတဖြည်းဖြည်းနဲ့ပို့ပို့ပြီးတော့ရှင်းလာတာပေါ့နော် ဟုတ်တယ်အဲ့ဒါကျမသားလက်တအားအံ့ဟောတယ်ဆရာမတွေကဒီတချို့ဆရာမတွေဆိုရင်ကျမတို့ရွာတွေကအရန်ဝေးတော့လေအရန်ဝေးတော့တညာလုံးမအိတ်ခဲရတာမျိုးတွေလည်းတည်င်းပြန်ကြားရတယ်ပေါ့နော်အော်ဒီနိုင်ငံဝင်ထမ်းတွေကသူတို့တာဝန်မဟုတ်ဘူးဒီ ဒီ2015ရွေးကောက်ပွဲမှာနိုင်ငံအပြောင်းလဲမှာသူတို့လဲကြရတာဝန်ရနေပြီးတော့ဟိုအပိုတာဝန်အနေနဲ့လည်းထမ်းဆောင်ပြီးတော့မှာသူတို့တရားစွဲခံရတယ်ဆိုတော့အန်လန်အန်ဝော်တယ်စိတ်လည်းမကောင်းဖြစ်တယ်ပေါ့နော်ကျမတို့ဟိုတရားမှတော့မသိဘူးပေါ့နော်ပြီးတော့အဲ့စင်မကောဟာပါတယ်ပြောစင်မကောဆိုတဲ့ရွာကကျမတို့စီယုံရေးတောင်စင်ဝင်ရခဲ့တဲ့ရွာမဟုတ်ဘူးစင်မကောကိုစီပုံရေးစင်တော့ဟိုတမနာဦးသိန်းစိန်ရဲ့ဓာတ်ပုံကင်ထားပြီးတော့လုံးဝဝင်ခွင့်မပေးဘူးဆိုပြီးတော့လမ်းပိတ်ဆို့ခံခဲ့ရတာ အဲ့ဒီနေ့ကကျမကိုရိုက်လို့အသွေးတွေရမ်းနေပါပြီဆိုပြီးတော့ဒီကြောက်တမ်းမြို့ပေါ်ကသူတွေကအဲ့တရင်ကြားပြီးတော့ကျမလည်းအရှိတဲ့ဂျွာတွေဖြစ်ကိုစိတ်ပူပြီးလိုက်လာခဲ့ကြတာအဲ့တော့ပိတ်ဆို့ခံရတာကကျမတို့အဲ့တော့အန်ဒီယံများတဲ့အတွက်ကြောင့်မသွားပါနဲ့ဆိုကျမတစ်ခါမှသွားခဲ့ရစီမရှိဘူးစင်မကုတ်ကိုကျမမရောက်ခဲ့ဘူးကျမကြောက်တန်းရဲ့ယူဟာတွေအကုန်လုံးကိုကျမရောက်ဖို့စူးစမ်းခဲ့တယ်စစ်မကောကိုကျမမရောက်ခဲ့ဘူးဝင်ကြီးဦးအောင်မြင့်ရဲ့ဇာတိမြေဖြစ်တဲ့ပိတ်ဆို့ခံရတဲ့အတွက်ကြောင့်မရောက်ခဲ့ဘူးအဲ့တော့အဲ့ဒီမှာတာဝန်ထမ်းဆောင်နေတဲ့ ဟိုဝန်ထမ်းတွေလည်းတရားစွဲခံရတယ်လို့ပြောတယ်ပေါ့နော်အဲ့တော့ကျွန်မတအားအံ့ဩတယ်အဲဟိုပြောရလဲဝန်ထမ်းတွေအတွက်ပေါ့နော်ဝန်ထမ်းတွေကအာဒါတော့ဝင်သူတို့ဘလို့တွေကြောက်မှုစွဲထားလဲဆိုတာတော့ကျွန်မလည်းအတိအကျတော့သိမသိဘူးပေါ့နော်သိမသိဘူးပေါ့အဲ့လိုမျိုးမဖြစ်စေချင်ဘူးပေါ့လေဒီပေါ့ကြောက်တက်မျိုးကအမှုအများဆုံးမျိုးလည်းဖြစ်နေတယ်ပေါ့ကျွန်မသိတဲ့လောက်တော့တခြားမျိုးနယ်တွေထက်အမှုအများများတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဟိုကျွန်မနိုင်ရင်အပေါ်မှာဒီအမှုတွေပေါ်လာတယ်လို့ပဲကျွန်မယူဆတယ် အမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးလိုက်ပါဆောင်ရွက်တဲ့ရှင့်တွေကလည်းအခုလိုပြောပါရယ်ပြန်တရားဆိုးဆိုတာကတော့သူကရဲစခန်းရှိမှဟိုရဲစခန်းရှိမှသူထွက်ဆိုခဲ့တာမှန်တယ်ဆိုရင်တရားရုံးရှိမှသူထွက်ဆိုတာမမှန်ဘူးဆိုတဲ့သဘောပေါ်ပေါက်တယ်ပေါ့နော်အဲ့ဒီကကျွန်တော်တို့ကဒါပြမှုဆန်ဥပဒေပုံမှနော်193ပေါ့193ရအရေးယူပြီးဖို့ဆိုကျွန်တော်တရားရုံးရှောက်တယ် အတိုင်းမှာတော့ရေးယူရင်ယူမယ်မယူရင်မယူဒါပြုတ်ပိုင်းပေါ့ကျွန်တော်မှရှောက်ခွင့်ရှိရဥပဒေကကျွန်တော်ရှောက်ပါဘာလို့လဲတရားရုံးမှာထွက်ဆိုချက်နဲ့ရေးစခန်းထွက်ဆိုချက်တစ်ခုပါကွဲလွန်းနေရတယ်ပြောဆိုကွဲလွန်းနေရဆိုရင်ဘယ်ဟာမှန်လဲပြောတဲ့အခါကျရေးစခန်းထွက်ဆိုချက်ကမှန်တယ်လို့ပြောတဲ့အတွက်တရားရုံးရှိမှထွက်တာမမှန်ဘူးလို့ကျွန်တော်ဘက်ကယူဆတယ်အဲ့ဒီကျွန်တော်ကဥပဒေကကျွန်တော်ရှောက်ဒီနေ့စစ်ဆေးရမှာမနက်စင်နယ်ခွဲကစတင်စစ်ဆေးခဲ့ပြီး ညနေ3နာရီခွဲခန့်မှာပြီးစီးခဲ့တာဖြစ်ပါတယ်။ဒီနေ့စစ်ဆေးတဲ့အမှုတွေနဲ့ပတ်သက်ပြီးလာမယ့်ဒီဇင်ဘာလ22ရက်နေ့ကိုရုံးချင်းပြန်လည်ချိန်ဆထားပါတယ်။